မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းတိုက်ပွဲမှာတေဆုံးသွားတဲ့ဆွေခွေးမသားအလောင်းများကိုစစ်တပ်ကလာမကောက်ဘဲနဲ့စွန့်ပစ်ထားတဲ့အတွက်ဒေါ်လိုင်းအင်အားစုများကနေပြည်ရှင်းလင်းနေကြကြိုးပြီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာခင်ဦးမြို့နယ်မုံရချေးရွာအတွင်း၄ရက်ကြာယာယီတပ်ဆွဲအထိုင်ချတဲ့အကြမ်းဖက်ဆွေခွေးတပ်ဟာ ပြင်းထောင်ပြူစောတိရွာကိုအင်အား180နဲ့ဖွဲ့လာတဲ့အချိန်ဒေါ်လိုင်းတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားပြီးတော့စစ်သားအယောက်80ဝန်းကျင်အသေဆုံးကလက်နက်26လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်စစ်ခွေးစစ်ကြောင်းဟာမုံလာကျေးရွာအတွင်းရှေ့ယမ်းများအကြားယာယီအထံကျတပ်ဆွဲနေထိုင်ခဲ့ပြီးတော့နိုဝင်ဘာလ28ရက်နေ့ညနေပိုင်းမှာမုံလာပင်စိန်ကင်းကြည်စုအောင်သားယာကာဘိုးအထိအဲ့ဒီလမ်းကြောင်းအတိုင်း တိတ်တဆိတ်ဆုတ်ခွာသွားကြတယ်လို့သိရပါတယ်။နိုဗမ်ဘာလ28ရက်နေ့ကဒေါ်လိုင်းအင်အားစုများကတိုက်ပွဲဖြစ်တဲ့နေရာကိုမြန်မြန်ရှင်းလင်းရေးတွားရောက်တဲ့အချိန်မှာစစ်တပ်ကတေဆုံပုတ်ပွနေတဲ့စစ်ခွေးမသားအလောင်းအများအပြားကိုလဲခွင်းနေတဲ့ချောင်းတွေထဲနဲ့နေရာအနှံပြားမှာကွေ့ခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီအလောင်းများကိုခေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ပါလာဖရဲဘော်များကဒီစဲဒက်စီဘူးများတရားခွင်းများမိစားဒုံများကိုအသည့်ယူဆောင်လာပြီးတော့အဲ့ဒီစစ်ခွေးမသားအလောင်းတွေကိုနေရာမှာနေမိရှုပ်ပြီးတော့ကြိုးပေးခဲ့ကြရတယ်လို့သိရပါတယ်။ မသားအလောင်းတွေကပုတ်ပွားနန်းစော်နေတာပဲဒီကောင်လေးစိတ်ခွေးတွေကသူတို့ရဲ့အလောင်းတွေကြတော့လာမသေးဘူးဒီတန်းကိုစွန့်ပစ်သွားတာလူဂုံတိတ်ခါအယတကြိုးပေးဖို့ကျွန်တော်တို့ကလှုပ်ဆောင်ပေးတာပါအလောင်းတော်တော်များများကပုတ်ပွားနေကြပြီလို့တော်လိုင်းသတင်းရေးမြစ်ကပြောပါတယ်အဲ့ဒီခင်ဦးတိုက်ပွဲအတွင်းမှာစိတ်ခွေးတွေဘက်က60နဲ့80ကျော်တေဆုံးခဲ့ပြီးတော့စိတ်ခွေးတွေစီကနေပြီးတော့ငကြီးမီတလက် MA1 ဆယ်လက် MA2 သုံးလက် BA100 60မမ Commando စင်ကြောင်းတလား MA3 3လား MA4 တလား G3 4လား MA Sniper တလား M1 5လက်နဲ့ဆက်ဆက်ကြီးစံခဲရအစုံအများအပြားကိုတင်စီရမိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗိုလ်ချုပ်ဟောင်းကံမြင်တန်းနဲ့ဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့လူရင်းပို့ကုန်လုပ်ငန်းရှင်စိတ်ဝင်းဆိုတဲ့ကောင်ကမြန်မာစစ်တပ်အတွက်လက်နက်အဝေတော်ဖြစ်လာပြီးတော့မြန်မာစစ်တပ်ကတရုတ် Norinco Company ကဆက်လက်နက်ပစ္စည်းများဝယ်ယူရမှာငွေချေးပေးချေမှုအတွက်စိတ်ဝင်းကအဓိကတာဝန်ယူပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်အခြေစားပို့ကုန်လုပ်ငန်းများကိုလုပ်ကိုင်နေတဲ့စိတ်ဝင်းဆိုတဲ့ကောင်ကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင်တန်း အခုမအူပင်မြို့နယ်ကြံ့ဖို့ပြည်သူ့လွတ်တော်အမတ်လောင်းဆက်လက်နဲ့ပြည်စည်းဝဲယူရေးညွှန်ကြားရေးမှူးတက်ကဘိုးချုပ်ခင်မောင်တန်းတို့ရဲ့စေခမ်းချက်အရာပြည်ပကိုမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေးလွှဲပြောင်းပေးမှုများဆောင်ရွက်ပေးလိုက်ရတယ်လို့သိရပါတယ်။အဲဒီနောက်တဖြည်းဖြည်းနဲ့စစ်ဘိုလ်ချုပ်များရဲ့ယုံကြည်မှုကိုရရှိကာငွေပေးချေရေးအတွက်နီလန်းမျိုးစုံကိုဆောင်ရွက်ပေးလိုက်ရတယ်လို့သိရပါတယ်။အခုနောက်ဆုံးမြန်မာစစ်တပ်ကတရုတ်နော်ရင်ကိုကွန်ပဏီကဆက်လက်နဲ့ပစ္စည်းများဝယ်ယူရန်ငွေပေးချေရမှာ စိန်ဝင်းဆိုတဲ့ကောင်ကဂျားကန်အဖြစ်နဲ့ဆောင်ရွက်ပေးနေရပြီတော့အခုလိုငွေကြေးပေးချေမှုများဆောင်ရွက်ပေးရင်လည်းငွေလဲနှုန်းအဟဘော်မူတည်ပြီးဒေါ်လာတန်းချီပြီးအမြတ်ရနေတယ်လို့သိရပါဗျ တို့ရဲ့ဘူလာလက်ငုပ်လက်ရဲအလုတ်ကပဲလောကကနေလာတာအဲ့ဒီမှာစစ်တပ်အတွက်လိုနေတဲ့ export earning တွေကိုရှာဖွေပေးရင်းနဲ့တက်ရဲ့ဒေါ်လာအဝေးတော်နဲ့ငွေပေးချေရသူတွေဖြစ်လာတာပါစိန်ဝေးဆိုတဲ့ကောင်ကပဲလောကမှာနာမည်တလုံးရှိတယ်အခုကတော့စစ်တပ်အတွက်လက်နဲ့အဝေးတော်ဖြစ်လာတာပေါ့အထူးသဖြင့်တော့တရုတ်နော်ရင်ကိုနဲ့သူတို့ကအဓိကအလုတ်လုပ်တယ်ကပါဆာကဗိုလ်ချုပ်ကံမြင့်တန်းနဲ့ကကဝဲကဗိုလ်ချုပ်ခင်မောင်တန်းတို့ရဲ့လူရင်းဖြစ်လာတာလို့ စစ်ဘက်သတင်းရင်းတွေကရှင်းပြထားပါတယ်။စေဝင်းခေါ်စေဝင်းကလေးကနေပြည်တော်မှာလဲဗရော့အမည်နဲ့စားတောက်ဆိုင်ကဆိုင်ကိုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။လက်ရှိမြန်မာပြည်အတွက်ဧရုတ်နိုင်ငံလက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Norinco ပစ္စည်းများကိုအဝယ်တော်ဖြစ်တဲ့ငွေပေးချေရေးနဲ့တင်သွင်းခွင့်ကိုရရှိထားတယ်လို့သိရပါတယ်။၎င်းနဲ့အတူမြန်မာစစ်တပ်အတွက်စစ်လက်နက်ပစ္စည်းများဝယ်ယူရေးမှာကွဲပတ်အလွတ်လုံနေတဲ့သူဟာနေပေါ်နိုင်ငံသားတို့ရဲ့ချိတ်ဆက်ပေးမှုနဲ့လောက်ကိုင်းလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ American ပြည်ထောင်စုမှယာယီခိုလုံခွင် TPS Temporary Protected Status ကိုဖျက်သိမ်းပြီးတော့နှင်လို့မဲ့မြန်မာနိုင်ငံသားအယောက်၄၀၀အပါအဝင် ကမ္ဘာတဝန်းကမြန်မာနိုင်ငံသားများဟာမိခင်နိုင်ငံကိုပြန်လာကြပြီးတော့ရွေးကောက်ပွဲမှာမဲပေးကြမယ်ဆိုရင်ကြိုးစုံမှာဖြစ်တယ်လို့စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဘယ်လာရုစ်နိုင်ငံကသမ္မတအလက်ဇန်ဒါလူကာရှန်ကိုနဲ့တွေ့ဆုံတဲ့အချိန်မှာဂျာဘတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကအခုလိုထုတ်ဖော်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ25ရက်နေ့မှာအမေရိကန်နိုင်ငံအမိမြေလုံခြုံရေးဝန်ကြီးဌာနက အမေရိကန်မှာရရှိနေတဲ့မြန်မာနိုင်ငံသားအယောက်၄000ကျပ်အားယာယီခိုလုံခွင် DBS ပေးတော်မူကနေရုတ်သိမ်းပြီးတော့ရပ်ပေါင်း60အတွင်ပြန်လည်ဆင်လွတ်မယ်လို့ထုတ်ပြန်လိုက်ကြောင်းသိရပါဗျ။နိုင်ငံရေးသဘောထားကွဲလွဲမှုများနဲ့အခြားအကြောင်းမျိုးမျိုးကြောင့်အမေရိကန်နိုင်ငံအပါအဝင်အခြားသောနိုင်ငံများကိုရရှိနေတဲ့မြန်မာနိုင်ငံသားများအနေနဲ့မိခင်နိုင်ငံကိုပြန်လာမယ်ဆိုပါကကြိုးစိုးကြောင်းမြန်မာနိုင်ငံသားများအနေနဲ့ဆန္ဒရှိမြေရွေးကောက်ပွဲကာလနဲ့အကျုံးဝင်ပြီး မဲဆင်းမှာပါဝင်နေဆိုပါကရွေးကောက်ပွဲမှာဆန္ဒလာပြီးတော့မဲပေးနိုင်ရေးအတွက်စောင့်ရပေးသွားမှာဖြစ်တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံအမိမြေလုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်တဲ့ယာယီခိုလုံခွေရုတ်သိမ်းတဲ့မြန်မာနိုင်ငံသားအယောက်၄၀၀၀ကန်ကိုလည်းလက်ခံဆောင်ရွက်ရင်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်သူတို့မဲစီရဲမှာပါလို့ရှိရင်လဲမဲပေးခွင့်ရှိအောင်ဆောင်ရွက် ပေးပါမယ်အလားတူပဲအခြားအကြောင်းမျိုးမျိုးနဲ့ပြည်ပကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကိုလည်းဒီမိုကရေစီရေးမှာရင်းချမ်းစွာလက်တွဲဆောင်ရွက်နိုင်ဖို့အတွက်မြန်မာနိုင်ငံကိုပြန်လာဖို့ကြိုးဆိုကြောင်းကိုလည်းပြောလိုပါတယ်လို့ဖေခွေးကောင်းဆောင်မင်းအောင်လိုက်ကပြောဆိုလိုက်ပါတယ်မင်းအောင်လိုက်ကအခုလိုပြောဆိုတော့လဲလက်တွဲပြည်တွင်းထဲမှာရွေးကောက်ပွဲကိုနောက်ဆက်ဖြန့်စည်းတယ်ဆိုပြီးတော့လူမှုကွန်ရက်ကနေမဲမပေးရေလှုံ့ဆော်မှုများစစ်တပ်ဝါရဖြန့်တဲ့ ရုပ်ရှင်ဇလန်းစောက်ဘောကားများကိုဝေဖန်တဲ့သူတွေအပါအဝင်ပြည်သူများတရုတ်ဆောင်ဒါရိုက်တာများဟာသလူရှင်တော်များကိုတောင်မှစစ်ခွေးတက်ကဒွေးကောက်ပွဲနောက်ဆက်မှုများကာကွယ်ဥပဒေနဲ့ဖမ်းဆီးအရေးယူမှုတွေဇက်တိုက်လှုပ်ဆောင်လျက်ရှိတာကိုတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အောင်ပန်းမြို့မင်္ဂလာရက်ကွက်မှာရပ်ထားတဲ့ကားကိုအင်းစည်းကားတစ်စီးကနောက်ကနေဝေတိုက်ခဲ့လို့၃ယောက်သေဆုံးတာတယောက်ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့ည9နာရီခန့်ကအောင်ပန်းမြို့ပြားမွေးမြူရီချန်ရှိအနီးပြည်တော်စုလမ်းမကြီးပေါ်မှာကားပြတ်လို့ရပ်ထားတဲ့4ကားကိုအင်းစည်းကား Mark X အမျိုးအစားအဖြူရောင်ကားကအရှိန်မထိန်နိုင်ဘဲနဲ့ဝေတိုက်ခဲ့တယ်လို့သိရပါတယ်။အရှိန်များတယ်ဗျ။ ဘောကားကလူရောကားထဲမှာရှိတဲ့လူရော၃ယောက်ကတော့ပွဲတင်ပြီးသေးတယ်တယောက်ကတော့လှုပ်မရဘူးပြောတယ်နယ်ဘက်ကအလုသမားတွေပါတယောက်ကတော့ခါချိုးသွားတယ်ထင်တယ်လို့ဒေသခံတဦးကပြောဆိုထားပါတယ်ရပ်ထားတဲ့ဘောကားမှာစက်ပြက်လို့လမ်းမေးမှာရပ်ထားတာဖြစ်ပြီးတော့အင်ဂျင်နဲ့ဂီယာဘောက်တွေပါဖြုတ်ကပြင်နေရတဲ့ကားဖြစ်တယ်လို့ပြောပါတယ်ဘောကားကလမ်းမေးမှာအလွတ်ကြီးရပ်ထားတာပါအေးစည်းကားလေးကအချိန်များပြီးတော့ဝင်တိုက်တာဟိုကားကအင်ဂျင်နဲ့ဂီယာဘောက်တွေပါဖြုတ်ပြီးတော့ပြင်နေရတာ 人家那个哪个呢温州那个，人家干的这个企业啥玩意儿？电商都厉害，澳门有，北美有啊，还有那，俄罗斯呢，关税欧洲偏内陆的啊，比如人家边上也是多多少少关税少少都偏内陆的啊，玩的，电商呢有那个澳门石油，因为有那个布局在啊，比如所以呢，也是都关税少少，澳门石油呢，俄罗斯有布局在啊，偏内陆的啊，就人家是玩的很牛。 ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်ခရာဗရောင်းမြို့နယ်အုတ်ရှိပင်မြို့မှာစစ်မှုထမ်းအတွက်လူငယ်တွေကိုမတရားဖမ်းဆီးငွေတောင်းအနိုင်ကျင့်တာကိုအထက်ကိုတင်ပြတိုင်ကြားခဲ့တဲ့စစ်ခွေးထောက်ခံသူဘောမနှစ်ဦးကိုစစ်ခွေးတပ်ကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ကအုတ်ရှိပင်မြို့နယ်ကြောက်ဖူးကျေးရွာကဥဝင်းကျူခေါ်ဥပကျူရဲ့သားဖြစ်သူ မောင်လင်းလေးထိုက်ကိုစစ်ခွေးတကလမ်းပေါ်မှာပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပြီးတော့အဲ့ဒီဖြစ်စဉ်ကိုမကျေနပ်တဲ့ဖခင်ဖြစ်သူကတတ်ထောက်ခံသူကိုရာဇာနဲ့ခေပုံရိပ်တရင်တော်ဖြစ်သူမကြည်ပြဖြိုးဝေတို့ကိုအကူအညီတောင်းခဲ့တာကြောင့်စစ်ကောင်မရှင်ရဲ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကို ကိုနီတိုင်ကြားပေးခဲ့ကြတယ်လို့သိရပါတယ်။အဖေကစာမရေးတာမဖတ်တာဘူးပထမသားကြီးနေလင်းအောင်လုံးကလည်းအပတ်စဉ်6မှာပေါ်တာဆွဲခံရတယ်။အခုသားငယ်လင်းလင်းထိုက်ကမိဘတွေအားကိုးရာဖြစ်နေလို့သူ့ကိုပြန်ထုတ်ပေးဖို့ကိုရာစာနဲ့မတ်ကြီးပြားဝေတော့ကိုငိုပြီးတော့အကူညီတောင်းတာဟိုနှစ်ယောက်ကလည်းစစ်ခွေးထောက်ခံတဲ့ဘောမတွေလေအထက်ကိုတိုင်ပေးတာပေါ့။အောက်မှာမတရားလုပ်နေပါတဲ့ဘာညာဆိုပြီးစံနမူနာဖြစ်အောင်အေးအေးယူပေးပါဆိုပြီးတော့သူတို့အဖတွေကိုလှမ်းတိုင်တာပေါ့။ ဟိုကအေးမယူပေးပေးနဲ့သူတို့ကိုစောက်ဖတ်တော့မလို့ပဲလိုက်ဖမ်းခိုင်းတာပထမဆုံးကိုရစာကြီးဖမ်းခါရတယ်မကြည်ပြဝေကအဲ့ဒီနေ့ကထွက်ပြေးသွားတာလွတ်သွားတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်ဒါအပြင်ဇော်လိုင်လ၁၈ရက်နေ့ကလဲချေးရွာအုပ်စုရင်းချေးရွာအနောက်ပိုင်းမှာနေတဲ့ကိုစော်လင်းအောင်ဆိုသူစိတ်ချမ်းမာရေးချိုးတဲ့နေသူကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပြီးတော့မိဘတွေကကိုရစာနဲ့မကြည်ပြဝေတို့ကိုအကူအညီတောင်းခဲ့ပြန်တယ်လို့သိရပါတယ်စိတ်ချမ်းမာရေးမကောင်းတဲ့သူမို့လို့အကူအညီတောင်းတာ အဲ့ဒီနှစ်ယောက်ကထပ်ကူညီတာပဲအဲ့ဒီမှာစစ်တပ်ကသူတို့ကိုစစ်မှုထမ်းခေါ်ရမှာအနောက်ရှက်ပေးတယ်စစ်မှုထမ်းခေါ်တဲ့အဖွဲ့ကိုစော်ကားတယ်ဆိုပြီးတော့ဖမ်းတော့တာပဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ကိုရစာဆိုသူကိုတော့စက်တမလပထမဘက်ကဖမ်းပြီးတော့ပုံမှန်900နဲ့ထောင်နဲ့နှစ်နှစ်တန်းချတယ်လို့သိရပြီမကြည်ပြဝေကိုတော့နိုဗမာလ26ရက်နေ့ကဗရောင်းမြို့ဝင်းလိုရက်ကွက်ကစကုဖုံကြီးเจ้าမှာစစ်ခွေးတပ်ကဖမ်းဆီးရမိခဲ့ပြီးတော့ရရွာထဲမှာဒီတိုင်းထားရင်နောက်တစ်ချိန်အုပ်ချုပ်ရေးကိစ္စတွေကိုဆောင်ရွက်ရမှာ အခက်အခဲရှိနိုင်တယ်ဆိုပြီးတော့အိုရှစ်ပင်နေနေရဲစခန်းမှာဖမ်းဆီးကအိုရှစ်ပင်မြို့ထွေအုံရုံးရဲ့အမိန့်စာနဲ့တရားရုံးကိုတင်ထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ပင်တရာနမ်ဆန်နဲ့ ကွန်ဟေးမြို့နယ်များနဲ့ရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့မန်းဆက်မြို့နယ်တို့မှာအုပ်ချုပ်ရေးတာဝန်ရှိသူများရဲ့ဖိအားပေးမှုကြောင့်တက္ကသိုလ်ကျောင်းသားကျောင်းသူအယောက်250ဟာရွေးကောက်ပွဲအတွက်ချိုးတင်မဲပေးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့ကနေနိုဝင်ဘာလ20ရက်နေ့အတွင်းနမ်ဆန်မြို့နယ်အတွင်းမှာရှိတဲ့ရက်ွက်ကျေးရွာအုပ်စုများမှာရှိတဲ့ရက်ွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်ယုံ6ခုမှာတက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း89ဦးချိုးတင်မဲပေးခိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကျောင်းသားကျောင်းသူအများစုဟာအခုနှစ်မှာပထမနှစ် တက်ရောက်မဲ့မောင်မဲတင့်လွင်များဖြစ်ကြတယ်လို့သိရပါတယ်။ဒါမဲ့ဒီဇမလာမှာဖွင့်လှစ်မဲ့တက္ကသိုလ်များမှာပထမနှစ်သင်တန်းတက်ရောက်မဲ့ကျောင်းသားများကျောက်အပ်ရန်ဟာရက်ကွက်ကိုကြေးရွာအုပ်ချုပ်ရေးမှုရဲ့အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာလိုအပ်ပြီးတော့အချို့အတတ်မွေးဝမ်းကြောင်းတက္ကသိုလ်များဥပမာပညာရေးတက္ကသိုလ်ဈေးတက္ကသိုလ်များကိုတက်ရောက်မဲ့ကျောင်းသားကျောင်းသူများဟာပြည့်မှုကင်းရှင်းကြောင်းရဲစခန်းရဲ့ထောက်ခံစာများလိုအပ်တဲ့အပြင်အထာတော်စာတင်နေများကိုတက်ရောက်မဲ့ကျောင်းသားကျောင်းသူများဟာလေအဆောင်နဲ့နေအိမ်များငှားရမ်းရန်ထောက်ခံစာများလိုအပ်ကြတယ်လို့သိရပါဗျ။ သဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကចောင်းသားចောင်းသူတွေကိုချိုးတင်မဲ့ပေးပြီးတဲ့အထောက်အထားမပါပါကအဲ့ဒီသူတို့လိုနေတဲ့ထောက်ခံစားတွေကိုထုတ်မပေးပဲနဲ့ PRP မဲပေးစေခြင်းဖြစ်တယ်လို့သိရပါတယ်။အဓိကကတော့စစ်ခွေးတွေကဘလို့ပဲလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပမယ်လို့မြန်မာပြောင်းတိုက်ပြီးပြောပြောသူတို့ရဲ့ဒီလိုမျိုးအတင်းအကျပ်မဲပေးပြီးတော့မှ PRP ခိုင်းတဲ့လောက်ရတွေကဒီမိုကရေစီနီးလန်းမကြတာအတူရောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုမိမောင်းထိုးပြနေတာပဲလို့ရှမ်းလူအခွင့်ရေးမန်တိုင်ကတောင်ရှိသူကပြောပြထားပါတယ်။ အလားတူပဲကိုဟိန်းမျိုးတွေမှာရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုများနဲ့စေအိမ်မှုယာယီမှုများကတအိမ်တက်တအိမ်စင်းနေအိမ်များမှာတက်ကတူចောင်းသားចောင်းသူများရှိမရှိကိုနိုဗ ెంబ ာလပထမပတ်ကလေးကလိုက်လံဆင်းရဲကောက်ယူခဲ့ကနိုဗ ెంబ ာလ18ရက်နေ့နဲ့18ရက်နေ့တွေမှာမဖြစ်မနေလာရောက်ပြီးတော့ကြိုတင်မဲပေးကြရန်အကြောင်းကြားခဲ့တယ်လို့ပြောပါတယ်နိုဗ ెంబ ာလ18ရက်နေ့နဲ့18ရက်နေ့များမှာကိုဟိန်းမျိုးနယ်အတွင်းမှာရှိတဲ့မဲယုံနှစ်ခုမှာတက်ကတူចောင်းသူចောင်းသား36ဦးမဲပေးခဲ့ရကြောင်း ရှမ်းလူခွေမန်နိုင်ကပြောဆိုထားပါတယ်။ဒါအပြင်နိုဝင်ဘာလ18ရက်နေ့မှာလဲရှမ်းပြည်တောင်ပိုင်းဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာတက္ကသိုလ်ကျောင်းသားကျောင်းသူပေါင်း64ဦးချိုးတင်မဲပေးခဲ့ရတယ်လို့သိရပါတယ်။ရှမ်းပြည်အရှိပိုင်းမိုင်းဆန်မြို့နယ်မှာလဲခောက်ခံစာရရှိရန်အတွက်သက်ဆိုင်ရာရက်ွက်ကြေးရွာရွေးကောက်ပွဲကော်မရှင်ရုံး6ခုမှာ နိုဝင်ဘာလ16ရက်နေ့နဲ့19ရက်နေ့များမှာတက္ကသိုလ်ကျောင်းသားကျောင်းသူ48ဦးမဲပေးခဲ့ရပြီးတော့အများစုဟာမိမိဆန္ဒမပါဘဲနဲ့မဲပေးခဲ့ရတယ်လို့ဖီအားပေးမဲပေးခဲ့ရတဲ့ကျောင်းသူတို့ကရှင်းပြထားပါတယ်။ဒါကြောင့်ပြည်သူများကို၎င်းတို့ရဲ့ဆန္ဒမပါဘဲမဲပေးရန်အတင်းကျပ်ဖီအားပေးတဲ့အဲ့ဒီလောက်ရများကအကြမ်းမဲ့စစ်ခွေးတပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့ဒီမိုကရေစီနီးကျမရှိကြောင်းကိုမိမောင်းထုတ်ပြနေတယ်လို့ရှာလူခွင့်ရေးမန်တိုင်ကထောက်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ Thank you.